မင်္ဂလာပါရှင်။ဧပြီလ29ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့လေကူးမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းပိုင်းတာဖွာကန်အဆောက်ဦးပြုပြင်မုံမှန်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလေကူးမြို့နယ်အောင်မင်္ဂလာရက်ွက်ရှိမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းပိုင်းတာဖွာကန်အဆောက်ဦးပြုပြင်မုံမှန်ဖွင့်လှစ်ခြင်းအခမ်းအနားကိုဧပြီလ26ရက်နေ့နဲ့9ရက်ကအဆိုပါအဆောက်ဦးမှာကျင်းပကြောင်းသိရပါတယ်။ အခမ်းအနားသူမြန်မာနိုင်ငံမိခင်နေကလေးစောင့်ရှောက်ရေးအသင်းဖို့ဥက္ကဋ္ဌပါမခဒေါက်တာဆန်းဆန်းမြင့်အောင်မြန်မာနိုင်ငံမိခင်နေကလေးစောင့်ရှောက်ရေးအသင်းအတွင်းမူဒေါက်တာနှွေနီအောင်ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်မမော်တန်ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်နုနုဆွေရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းမူ ဒေါက်တာရင်ငိမ့်ထွန်းရဲ့အဖွဲ့ဝင်များကအဆောက်အဦအသစ်အားဖေးချုပ်ပြတ်ဖွင့်လှစ်ကြပြီးတာဝန်ရှိသူများကအဆောက်အဦတွင်လှည့်လည်ကြည့်ရှုကြပါသည်ဆက်လက်ပြီးမြန်မာနိုင်ငံမိခင်နေကလေးစောင့်ရှောက်ရေးအသင်းဖို့ဥက္ကဋ္ဌပေါမခဒေါက်တာဆန်းဆန်းမြောင်နဲ့ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါက်နုနုစီတို့ကအမှာစကားပြောကြားကြပါသည် အဲ့ဒီနောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှမြို့နယ်ကျန်းမာရေးဦးစီးမှုဒေါက်တာတောင်းတန်ဦးကကိုဝင်ဆောင်မိခင်များကျန်းမာရေးအသိပညာပေးဟောပြောပြီးတာဝန်ရှိသူများကအလှူငွေများလှူဒန်းကြကအာဟာရဖြင့်အစားအစာများပေးရကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့အေးအေးနွေကပေးပို့လာတာပါ။ဆလတ်တင်ဆက်ပြီးမှာကတော့89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေကိုဂုံပြူကျူစွတ်တော်အဖြစ်စုပေါင်းတန်ရှေးများဆောင်ရွက်တဲ့တဲ့တင်ဖြစ်ပါတယ်။ 89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့တွေကိုကျေးဇူးကွန်ပြုသောအပြင်ဧပြီ26ရက်နေ့နက်ပိုင်းနဲ့ညနေပိုင်းများကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်မြို့နယ်မိသက်ဦးစီးဌာနများမှမိသက်တပ်ဖွဲ့ဝင်များကစုပေါင်းတန်ရှိများဆောင်ရွက်ကြရာစမ်းချောင်းမြို့နယ်တိရိခေမရက်ကွက်ဘားကရလန်ကိုတဲ့ကြီးဖျားရှင်မြင့်တော်ဘော်တွင်၎င်းပဇနောင်မြို့နယ်အမှတ်9ရက်ကွက်ရှိရွှေဖုံးဝင်းစေတော်တွင်၎င်း မော်ဘီမြို့နယ်တာသနာပိတ်မန်တော်ကြီးဝင်းအတွင်မှ၎င်းတကုံမြို့တိတောင်ပိုင်းမြို့နယ်26ရက်ကွယ်ပြည်တော်စုလန်းမြို့နယ်ပန်းချံတွင်၎င်းစုပေါင်းတန်ရှင်းများဆောင်ရွက်ကြကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ຫນွေရတီလူငယ်တင်နှန်းများဖွင့်လှစ်တဲ့တဲ့တင်ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူလူငယ်များနှွေရသည့်ကျောင်းပိရက်တွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်အတွက်ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်နှွေရသည့်လူငယ်သင်တန်းများကိုဖွင့်နှင်တင်ကြပေးလျက်ရှိရာဒလားမြို့နယ်အာကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်နေသောအီရိုဗစ်အခြေခံသင်တန်းဖွံ့ဖွဲကိုဧပြီ26ရက်နေ့နဲ့9နာရီကအမလီအခြေခံပညာအထက်တန်းကျောင်းခန်းမှမှ၎င်းတောင်ဝင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအစီအစဉ်ဖွင့်လှစ်သောနှွေရသည့်ကလေးငယ်များရင်ကျေးလီမှတင်နန်းကို ဧပြီ26ရက်နေ့နေ့ပိုင်းကတာမွေမြို့နယ်မြစ်တာညွန့်ရက်ကွက်လက်ဝဲမင်းတန်လန်းနဲ့ရာဇသင်္ကြန်လန်းတောင်ရှိတာဝတိကျောင်းတိုင်မှာ၎င်းဖွင့်လှစ်တင်ကြကြကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့လေကူးမြို့နယ်တွင်နေစပားရေသိမ်းနေမှုအားကွင်းစင်းကြည့်ရှုစေတဲ့တရင်ဖြစ်ပါတယ်။ရခိုင်တိုင်းဒေသကြီးလေကူးခရိုင်လေကူးမြို့နယ်တွင်နိုင်ငံစီပွားမြင့်တရေဂျမုံွေဖြင့်စပ်ပြိုးထားသော တနက်ပင်ကြေးရွာနေစပားဆိုင်အတင်းသားတောင်သူများရဲ့နေစပားကြေးသိမ်းနေမှုအခြေအနေများကိုမြို့နယ်တမဝါယမဦးစီးမှု တော်မြင့်မြင့်ဆွေနဲ့ဝန်ထမ်းများကဧပြီ26ရက်နေ့နံပိုင်းကကွင်းစင်းကြည့်ရှုစစ်ဆေးကြရာတရေကလင်းစပားအစုအထွတ်နှုံး135တင်းထွက်ရှိကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အေးအေးຫນွေကပေးပို့လာတာပါ thank you